ပါလင်ကားဖြင့်ပညာဝါရပူဆောင်ရခြင်းအကျိုးကို ဖော်ပြခြင်းမှာတန်းကိုအထောက်အထားရှိနိုင်မှာကကျောင်းကျိုးဖော်ပြဆွေးနွေးစီလိုပါသည်တဲ့ပညာဝါရဝင်ဘက်ကကိုနင်းညာမချ49ရက်ပွားကမန္တန်ဝိဆာလူမှာထင်ရှားဖြစ်တုံညာဤတနေ့တခါရွဆိုပါမူတာယာကင်းပြောက်နမနှောင်းနိုင်အပြိုင်ဟူသည်မြနိုင်ကုန်ကြဤထုံမတဖန်မှိုင်းခံတွင်သာ ပီစွာရှိကိုမွန်ထုံးကျူးလျက်တိတ်တီထက်ဤရွတ်လျက်မှန်ကားကိုကျိန်သားလင်တိမ်မာဝင်၍ရှင်ကမဝါစာရွတ်ပြီးခါတော့တကောအနန္တတိတ်တီရာ၍ကြာချတော့ပါဆက်နှပြတကောဒီရီတိုးတို့စုံမျိုးပယောကလွန်နိုင်လာ၏ပညာဝါရအကျော်ဖျားရှင်နှုတ်ကပတ်တော်ဆိုပြီးတော့အကောင့်နမဲဦးတင့်ဝေကနေမင်းမြန်ထားပဲဖြစ်ပါတယ်ဆရာ။ ်ပဋ္ဌာန်းပညာဝါဒအကြောင်းမေးတာပေါ့နော်အကျိုးကြီးမှအကြောင်းအဲ့ဒါကျန်ကိုရှိမရှိပေါ့လင်္ကာလေးနဲ့ဥမာဖေးပြီးတော့ဒီလိုပဲနားလည်ပါတယ်အဲ့တော့ဒီမှာကျွန်တော်ပြောချင်တာကပဋ္ဌာန်းဒေသနာတော်မှာပညာဝါဒမှာမဟုတ်အခြားဝါဒတွေအများကြီးရှိတယ်ဗျာနော်ပဋိစ္စဝါဒလည်းရှိတယ်သင်္ချာဝါဒရှိတယ်ဆဝါဒရှိတယ်အများကြီးရှိတယ်နောက်ပစ္စနိဆိုတဲ့တရားတွေလည်းရှိတယ်အဲ့တော့ဆိုလိုတာကပညာဝါဒကိုဘာကြောင့်အထူးပြုပြောနေကြလဲလို့ဆိုတော့ပညာဝါဒကရုပ်ဆိုရတာလည်းလွယ်ကူတယ် တာယနာပြောွယ်လည်းရှိတယ်ဒီနုွယ်လည်းရှိအတန်လည်းတာတယ်ပေါ့ဗျာအဲ့ဒါလေးရွှေ့ချင်အဲ့တော့တနည်းပြောရင်တော့ခေစကားနဲ့ပြောရင်လူကြိုက်များတယ်ပေါ့အဲ့ဒီအကြောင်းလေးတော့အခုဒီမှာခုနကလင်္ကာရေးဆက်တဲ့ပုံကူစီပြင်လဲပြန်ကြည့်ရင်ဟိုတိုက်လုံးတဲ့သူထဲမှာပါလောက်တယ်။ဘာကြောင့်လဲလို့ဆိုတော့သူ့လင်္ကာထဲမှာအမွန်းတင်ထားတာရှိတယ်နော်။သိတိတို့အိတ်တိတို့စသဖြင့်လော့ဂီအချိုးတွေမိုးမောအောင်ပြောပြထားတယ်။အဲဒီကျွန်တော်အနေနဲ့ဖြေချလို့လာကတော့ဟိုပဋ္ဌာန်းဒေသနာတော်မြတ်က အာယုံကြရပေါ့။ကျွန်တော်ရွတ်ဆိုအပ်ပြီးတော့နှလုံးသွင်းတဲ့ပုံစံတွေကအာရမဏိကအစ္ဆတာဟိုကဘေဒပေါ့။အဲ့တော့ပထန်းကငိုရေကစွန့်မိတာဗျာ။နော်ဘာဝရဘာဝရမှမဟုတ်ဘူး။ငိုရေကစွန့်ပြီးတာအစွန့်ရှိပြီးတာအာယုံတရားနော်။အဲ့တော့အဲ့ဒီအာယုံတရားပေါ်မှာကျက်စားတဲ့နားလည်နိုင်စွမ်းပေါ့။ဖြစ်စကားနဲ့ဆို absorb လုပ်နိုင်တဲ့ပုံစံရဲ့အရေးချင်းပေါ်မူတည်ပြီးတော့အကျိုးကြီးမာတာတွေဖြစ်တာပဲ။ဟိုပထန်းကြောင့်မဟုတ်ဘူးနော်။ပထန်းကစွန့်မိတာ။ဒီဘက်ကအကျိုးကျေးဇူးတွေကြီးတယ်မကြီးဘူးငယ်တယ်ဆိုတာ ရုပ်ဖတ်ပူဇော်သူတွေလိုက်လံကျင့်သုံးသူတွေနားလည်နိုင်တဲ့သူတွေရဲ့အစွမ်းအားမူတည်တဲ့အဓိကဥပမာလေးကျွန်တော်တခုပြောမယ်နော်ထင်ရှားအောင်ပါဥပမာရထဲရာထဲမှာတာမန်အဖင့်သွားလာနေတဲ့လူတစ်ယောက် ਨੇ တန်တော်နဲ့ပေါ့ဗျာဘသူပထမ်းအောင်ကိုနားလည်လဲလို့မေးတန်တော်ကိုနားလည်မှာပေါ့အဲ့ဒါအကြောင်းရှိတယ်ဘာကြောင့်လဲနံပါတ်1ကပါရမီပွားသွားမယ်နံပါတ်2ကအချိန်ပေးနိုင်ပွားသွားမယ်ဒါကိုလေ့လာဖို့လေနံပါတ်3ကတော့ကြိုးစားအထုံးမှုဒီ3ခုပွားသွားတာ ဒါကြောင့်ကျွန်တော်တားတယ်လို့ပြောတာ။ဒါပြင်ကျွန်တော်ဆက်ပြောမယ်။ကျွန်တော်နဲ့ဘာကျုပ်ဆရာတော်နဲ့ဆက်ရှင်ပြီ။ဘာကျုပ်ဆရာတော်တားသွားလိမ့်မယ်။ဘာကြောင့်လဲ။ပါရမီချိန်ပေးနိုင်မှုကျိုးသာအထုံးမှုပဲ။ဒါပြင်ကျွန်တော်ဆက်ပြောမယ်။ဘာကျုပ်ဆရာတော်နဲ့ဆရာတော်ဥပုံနဲ့ပွာသွားပြန်ပြီ။ဆရာတော်ဥပုံနဲ့အရှင်မဘုဒ္ဓဘောသားနဲ့ပွာသွားပြန်ပြီ။အရှင်မဘုဒ္ဓဘောသားထာဂရဆရာကြီးနဲ့ရှင်သာရိပုတ္တရာပွာသွားပြန်ပြီ။ရှင်သာရိပုတ္တရာနဲ့မြတ်စွာဘုရားရှင်အများကြီးပွာ။ ပဋ္ဌာန်းအဓိပဋ္ဌာန်းပဲဟေတုဟေတုတံမြုပ်တကာဏံဓမ္မဏံသလုံးပေါင်းလည်းမပြောင်းအံတွက်လည်းမပြောင်းဒီတိုင်းပဲအကျိုးကျေးဇူးတွေကဘာလဲဆိုနားလည်နိုင်တဲ့စွမ်းအားဒီပုံမှာအကျိုးကြီးမှသွားတာဒီတော့အနည်းချုပ်ပြင်မဲ့ဆိုရင်ပဋ္ဌာန်းကိုရမဲမချတဲ့ပုဂ္ဂိုလ်ကိုသာစီစဲလို့ဒါလေးပဲဖြစ်ကြတယ်